အန္တရင်မြို့အမှုတန်းရက်ွက်ဓမ္မဝိသံလေယသူဘောရယုံကြောင်းတိုက်အတွင်ဆောက်လုပ်ထားသောကျောင်းမှာအပေါ်တက်စတိလက်ရန်တန်ဆင်လှူဒန်းခြင်းကျွေပြအတွင်းပြင်နှခမ်းလှူဒန်းခြင်းနဲ့မဟာယတတိုင်း လူတန်းချင်းအပေါ်ဒဆင်းညာလံကျေပြအခင်လူတန်းချင်းလို့ဆိုရဲကုသကောင်းမှုနဲ့ဆက်ပြီးတော့လူတန်းကြတဲ့လူရှင်များကတန်လျင်မြုပ်မှုတန်းရက်ွက်ရင်းမာလံဦးကျော်ဝင်းတော်တန်းမြင့်မိသားစုနဲ့ကိုခိုင်ရဲဝဲမှာဆုဆုံးတယ်မိသားစုတို့ရဲ့ အလူရေဇက်ချမင်္ဂလာအခမ်းအနားဖြစ်တယ်ဒီခန္ဓာကိုရှင်းဆောင်ကုသိုလ်ရှင်များနဲ့တကွဝိသေသင်္ကအပေါင်းသူတော်ကောင်းတို့ကပြဏဂုံ၃ပါးနဲ့တကွငါးပါးသီလခံယူဆောက်တည်ပြကြပြီယခုခါပါမိမိတို့ပြုလုပ်တဲ့ဌာနကောင်းမှုနဲ့ပတ်သက်တဲ့အနုဘောရတာတရားစကားကိုလာကြပြီး စေစေတောချအမြတ်တမ်းပေးဝေခြင်းဖြင့်မိမိတို့ကုသိုလ်ကောင်းမှုစီဘူးအာထုံမှုတို့ကုသိုလ်ကောင်းမှုကြောင့်ရရှိလာတဲ့အကျိုးများမိမိတို့ဆန္ဒအလျောက်တတ္တဝါများနဲ့မျှဝေခံစားခြင်းလို့ဆိုရက်ထပ်ဆင့်ကုသိုလ်ကောင်းမှုပြုတဲ့အနေနဲ့ရေစက်ချလူတမ်းပြီးအမြတ်တမ်းပေးဝေမှာဖြစ် တော့ရှင်းဥစွာကုသကောင်းမှုဆိုတာပဲကုသကောင်းမှုပဲလှုပ်လို့ကုသကောင်းမှုရဲ့အဓိပ္ပာယ်ကကုသကောင်းမှုမှန်လို့ရှင်အပြစ်ကင်းခြင်းကောင်းကျိုးချမ်းသာပေးခြင်းလို့ဆိုရဲဒီသဘာဝလက္ခဏာကုသတိုင်းမှာရှိတယ်။ဘယ်ကုသပဲဖြစ်ဖြစ်အပြစ်ကင်းတယ်ပြစ်ကင်းတယ်ဆိုတာ ဒီဘွားမှာလည်းပဲဝိဝိတဏ္ဍမှာအပြစ်ဖြစ်တယ်အပြစ်ဖြစ်တယ်ဆိုတာဒုက္ခကိုဖြစ်စေတတ်တဲ့အရာကိုအပြစ်ဖြစ်တယ်လို့ပြောတာလောကလူတွေပြောကြတယ်ဒီလောကအပြစ်မကင်းဘူးအပြစ်မကင်းဘူးနဲ့အဲ့တော့တရားဥပဒေအရအပြစ်မကင်းတဲ့အလို့တဘာဝတရားအလျောက်အပြစ်မကင်းတဲ့အလို့လို့အပြစ်မကင်းဘူးဆိုတာနှစ်မျိုးရှိတယ်ပေါ့နော် တဘာဝတရားအနေနဲ့အပြစ်မကင်းတဲ့အလောက်ကတရားဥပဒေကဘာမှလူလုထားတဲ့တရားဥပဒေနဲ့အပြစ်ကင်းနေတော့လေတဘာဝအနေနဲ့အပြစ်မကင်းတဲ့အလောက်ဆိုတာအကုသိုလ်အလုပ်တွေမှန်တယ်များတဘာဝအနေနဲ့အပြစ်မကင်းဘူးလို့ပြောဘာဖြစ်လို့အပြစ်မကင်းတာရောလို့ဆိုလို့ရှိရင်သူ့ရဲ့တဘာဝကိုကမိမိတဏ္ဍာမှာ အဲ့ဒီစိတ်ဓာတ်မျိုးအနေထားမျိုးဖြစ်ပေါ်လာလို့ရှိရင်ဆင်းရဲဒုက္ခဆိုတဲ့အကျိုးကိုဖြစ်ပေါ်စေနိုင်လို့အပြစ်မကင်းဘူးလို့ဒီလိုပြောတာတရားဥပဒေနဲ့အပြစ်မကင်းဘူးဆိုတာကတော့ဥပဒေသတ်မှတ်ထားတာကိုကျွလွန်ဖောက်ဖျက်လို့တရားဥပဒေနဲ့အပြစ်မကင်းဘူးလို့ပြောဒီနှစ်ခုစလုံးဟာအပြစ်ဖြစ်လာပြီဆိုလို့ရှိရင်ထိုအပြစ်ရဲ့ အကျိုးဆက်ကိုခံကြရတတ်တယ်ပေါ့အဲ့တော့သဘာဝတရားတွေမှာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်နေသဘောထားတွေဟာ အပြစ်ကင်းတဲ့စိတ်နေသဘောထားရှိတယ်လို့အပြစ်မကင်းတဲ့စိတ်နေသဘောထားတွေရှိတယ်အဲ့ဒီအပြစ်မကင်းတဲ့စိတ်နေသဘောထားတွေကို အကုသိုလ်လို့ပြောတာအဲ့ဒီအကုသိုလ်တွေဟာအဓိကအပြစ်ဘာတွေလဲလို့ဆိုလို့ရှိရင် လောဘရဲ့ဒေါသရဲ့မောဟရဲ့လောဘဆိုတဲ့အကုသိုလ်ကတော့လိုချင်တယ်မရခင်ကလိုချင်တယ်ရပြီလို့ရှိရင်ပြတာတယ်သိမ့်ပိုက်တယ်ဆိုတာဒါလောဘရဲ့သဘောလောကလူတွေဟာလိုချင်မှုတော့ရှိကြတာပဲရပြီရင်လည်းသိမ့်ပိုက်မှုရှိတာ အဲ့တော့လောဘဆိုတာတဘာဝအပြည့်တော့လိုချင်တာဟာအပြည့်ရှိသလားသိမ့်ပိုက်တာဟာအပြည့်ရှိသလားလို့လူစဉ်းစားเสียရလို့တမာအပြည့်တော့ကိုယ်မှာလောဘကုသဉ္စေလောဘဖြစ်တာတမာအပြည့်ကြည့်မဲ့ဆိုရင်ပြည့်မရှိဘူးလို့ပြောရမှာသို့တော့အပြည့်ရှိတယ်ဆိုတာဘယ်လိုဟာလဲလို့လောဘရှိပြီးတော့တွေ့တာမှုနဲ့သိမ့်ပိုက်ထားတဲ့အရာတစ်ခုပေါ်မှာ တစုံတစ်ခုဖြစ်သွားလို့ရှင်အဲ့ဒီပစ္စည်းပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်တားဆင်ရှိတဲ့အရာတစ်ခုဖြစ်သွားလို့ကိုမဖြစ်စေချင်တာဖြစ်သွားလို့ရှင်စိတ်ချမ်းသာမှုရသလားစိတ်ဆင်းရဲမှုရသလားဆိုတာစဉ်းစားကြည့်အဲ့တော့ကိုတွေ့တာတဲ့ပစ္စည်းတစ်ခုကိုသိမ့်ပိုက်ထားတဲ့ပစ္စည်းတစ်ခုပစ္စည်းဆုံးရှုံးသွားတယ်တော့ဘာရှင်ရှိသလားအတိုင်းတာအတိုင်းဘာလာတော့ဆိုတော့တောကဆိုတာလာတာပဲ အဲ့ဒီတော့ကဆိုတဲ့အကျိုးဟာကောင်းတဲ့အကျိုးလားဆိုမကောင်းတဲ့အကျိုးပါဗျာလူတိုင်းလူတိုင်းဟာတောကရှိနေကြတာဘာဖြစ်လို့တောကရှိလဲလို့ဆိုရင်လောဘရှိလို့တောကရှိတာပေါ့ဆိုပါစို့ကိုမတွေ့တာတဲ့ပစ္စည်းကိုနဲ့မပတ်သက်တဲ့အရာတွေဘာပဲဖြစ်ဖြစ်ဘယ်သူမှစိတ်မပူဘူးကိုတွေ့တာပြီးကိုနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်လူတွေကစိတ်ပူနေကြတာကောင်းမိသားစုထဲမှာနေရင်လည်းမိသားစုအတွက်စိတ်ပူတယ် ကိုယ့်အတွက်စိတ်ပူတယ်မိသားစုအတွက်စိတ်ပူတယ်ကိုယ်ပိုင်တဲ့ပစ္စည်းတွေအတွက်စိတ်ပူတယ်အဲ့ဒီစိတ်ပူမှုဆိုတဲ့အကျိုးဟာကောင်းတဲ့အကျိုးလားဆိုမကောင်းတဲ့အကျိုးပဲဒါဘာဖြစ်လို့မကောင်းတဲ့အကျိုးလို့ဆိုရင်ထဲမှာနှလုံးသားကိုပူလောင်စေတတ်လို့မကောင်းတဲ့အကျိုးလို့ပြောတာနောက်တမလွန်ဘုရားငရဲကြတာမကြတာအသာထားလောဘရှိပြီဆိုရင်လောဘကိုအကြောင်းပြုပြီးတော့တောကဖြစ်ရတာဒါမကောင်းတဲ့အကျိုးလို့ဒီလိုပြောတာเนาะ ကောင်းမှုအကုသိုလ်ဆိုတာအဲ့လိုလောဘရှိပြည့်နဲ့တောကမဖြစ်ဘူးဆိုတာရှိကိုမရှိလောဘရှိရင်တောကရှိတာပဲအဲ့ဒီတောကဆိုတဲ့အကျိုးတရားမကောင်းတဲ့ခံစားမှုကိုဖြစ်ပေါ်လာစေတတ်လို့လောဘကိုအကုသိုလ်လို့ဒီလိုသတ်မှတ်တယ်အဲ့ဒီလောဘဆိုတာမိမိတဏ္ဍာမှာမဖြစ်အောင်နောက်ဆုံးလုံးနိုင်တာကတော့ရတ္တမရတ္တဖို့ဆိုတဲ့ဒီမဲ့ဖို့ရမှသာလဲ မတရားဖြစ်ပေါ်မှာဒါနဲ့လောဘဆိုတာအကုန်လုံးအကျဉ်းချမရှိဖယ်ရှားနိုင်တယ်။အဲအခုချိန်မှာတော့အတိုင်းဒါလေးတစ်ခုအရနှိပ်ကွက်ထားနိုင်တယ်ချိုးနှိမ်ထားနိုင်တယ်။အခုလို့ဒါနကောင်းမှုလုံးတယ်ဆိုတာအစိတ်ပိုင်းလေးတစ်ခုအရလောဘကိုချိုးနှိမ်လိုက်တာပဲ။ကိုယ်စင်ကိုယ်ဆိုင်နဲ့ကိုယ်ပိုင်နဲ့ပစ္စည်းတွေကနေခွဲဝေပြီးတော့သာသနာတော်ကိုပူဇော်လိုက်တယ်တန်ဃာတွေကိုလှူဒန်းလိုက်တယ်ဆိုတဲ့ အဲ့ဒီပစ္စည်းပေါ်မှာဆုံးလွတ်နိုင်တယ်ဆိုတဲ့ပုံမှာဒီပစ္စည်းကိုအကြောင်းပြုပြီးတော့နောက်ထပ်သောကဖြစ်အောင်မလားဆိုရင်ဖြစ်တော့လူပြီးသားပေါ်မှာသောကဖြစ်တော့ကိုကဆုံးလွတ်လိုက်ပြီးလူတန်းလိုက်ပြီးအဲ့လိုဆုံးလွတ်လူတန်းလိုက်တဲ့ဒီဆုံးလွတ်လူတန်းနိုင်တဲ့သဘောတရားလေးဟာဆုံးလွတ်လူတန်းမှုကိုဖြစ်ပေါ်စေတတ်တဲ့စိတ်ထဲမှာအလောဘလို့ဆိုတဲ့တဏ္ဍာမှုကို တွန်းဖယ်ပြစ်နိုင်တဲ့သဘာဝတရားလေးကြောင့်မို့လို့လှူဒါန်းမှုဆိုတာဖြစ်ပေါ်တယ်တထင်းကအဖြစ်ဒီအလောဘဆိုတဲ့ကုသိုလ်တရားကလောဘကိုဖယ်ရှားပြစ်လိုက်တာဖယ်ရှားပြစ်လိုက်သည့်အတွက်ကြောင့်ဒါနဲ့ပတ်သက်ပြီးမိမိမှာတောကဆိုတာမလာတော့ဘူးတစိတ်တေသအဖြစ်တောကကိုကိုရှင်းလင်းနိုင်ပြီဆိုအဲ့ဒါကြောင့်မို့လို့ဒီကလောဘဆိုတာက အပြစ်ရှိတဲ့တရားအလိုဘဆိုတာအပြစ်ကင်းတဲ့တရားလို့ယောဂနဲ့ဆေးဝါးလို့ပဲယောဂရှိနေရင်ခန္ဓာကိုယ်ထဲမှာနှိပ်စက်လိမ့်မယ်ဆေးဝါးတောက်လို့ယောဂပြောက်သွားရင်ခန္ဓာကိုယ်ထဲမှာနှိပ်စက်တာမရှိတော့အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုကဆေးဝါးနဲ့အနာတရံတူတယ်အကုသိုလ်ကယောဂနဲ့တူတယ်အေးဆေးဝါးတောက်လို့ယောဂပြောက်သွားတယ်ဆိုလို့ရှိရင်သူကချမ်းသာဒုက္ခရသွား တို့တူပဲကုသိုလ်ကောင်းမှုပြုလိုက်တာဒီကနေ့လှူလိုက်တန်းလိုက်တဲ့ကုသိုလ်ကောင်းမှုပါအလောဘကိုအခြေခံတဲ့ကုသိုလ်ကောင်းမှုဖြစ်တဲ့အတွက်ကြောင့်မိမိတဏ္ဍမှာလောဘတွေကိုတစိမ့်တွေသေးတာအပြင်ဖယ်ရှားပစ်လိုက်ခြင်းပဲဖြစ်တယ်အပြစ်ရှိတယ်ဆိုတဲ့လောဘဆိုတဲ့အကုသိုလ်တရားမကောင်းတဲ့အကျိုးကိုဒီဘဝမှာလည်းထုတ်လုပ်တယ်နောက်ဘဝမှာလည်းထုတ်လုပ်တယ်ဆိုတဲ့ဒီအကုသိုလ်တရားကို ဖယ်ရှားပြစ်လိုက်နိုင်တယ်ဆိုတဲ့အကျိုးဟာနဲတဲ့ကောင်းကျိုးချမ်းသာမဟုတ်ဘူးဟောဒီလောဘဆိုတဲ့တရားကိုမိမိတဏ္ဍမှာမချိုးနိုင်နိုင်ဘူးဆိုလို့ရှိရင်အ ਨੇ ဆုံးတော့ကဒီတဲ့ပိုလွန်ကဲလာတဲ့လောဘဖြစ်လာလို့ရှိရင်နောက်ဆုံးမှာကုပ္ပစီတွေမကဘူးသူများပစ္စည်းပါ တွေ့တာလာတဲ့လောဘမျိုးတို့လောဘတွေကြီးလာပြီဆိုလို့ရှိရင် အမတန်မှအန္တရာယ်များတဲ့အပုတွေကိုဖြစ်ပေါ်လာစေတတ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီလောဘဆိုတဲ့အကုသိုလ်တရားကိုဖယ်ရှားနိုင်ဖို့အခုဟာဒါနကောင်းမှုလုပ်တယ်ဆိုတာဖယ်ရှားနိုင်ဖို့ကြိုးစားအထောက်ခြင်းပဲဖြစ်တယ်ဒီတဘာဝနှစ်ခုဟာလောဘနဲ့အလောဘဆိုတဲ့ဒီတဘာဝနှစ်ခုဟာအတူရှင်တွဲပြီးတော့မဖြစ်ဘူးအလင်းနဲ့အမှောင်လိုပဲအလင်းရောက်ရင်အမှောင်ပြောက်တယ်အမှောင်ရှိနေရင်အလင်းမလာဘူး ဲ့ဒီသဘာဝတရားနှစ်ခုလိုပဲလောဘဆိုတဲ့သဘောတရားကိုသဘာဝတရားကိုအလောဘဆိုတဲ့သဘာဝတရားနဲ့ဖယ်ရှားပြစ်လိုက်တာဒါကြောင့်မို့တို့ဒီကနေ့ဒါနကောင်းမှုလုပ်တယ်ဆိုတာအလောဘဆိုတဲ့ကုသိုလ်တရားအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်တရားဒုသန္တမှာဖြစ်ပွားစေရပြီလောဘဆိုတဲ့ကုသိုလ်တရားကိုလည်းတို့ဖယ်ရှားနိုင်လိုက်ပြီတို့ စိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်အောင်အခုလို့ရလိုက်တဲ့ကုသိုလ်ကောင်းမှုဟာခိုင်မာတဲ့အနေထားတစ်ခုရလောကီပစ္စည်းတစ်ခုကိုရတာမခိုင်မာဘူးမခိုင်မာဘူးဆိုတာဒီပစ္စည်းကိုယ်တိုင်းကိုယ်ကလည်းပဲအနိစ္စသဘောတရားမို့ယူရင်းပစ္စည်းသွားနိုင်တယ်သို့မဟုတ်ပစ္စည်းတစ်ခုဟာအမြဲတမ်း အဖြတ်မီးနဲ့လည်းသက်ဆိုင်နေတယ်အဖြတ်ရည်နဲ့လည်းသက်ဆိုင်နေတယ်မင်းဆိုးရာစာတွေနဲ့လည်းသက်ဆိုင်နေတခိုးဓမြတွေနဲ့လည်းသက်ဆိုင်နေနောက်ဆုံးမှာအမွေခံသားသမီးတွေနဲ့လည်းသက်ဆိုင်ယန္တိမျိုး၅ပါးလို့ပြောတာပေါ့ပစ္စည်းရဲ့ယန္တိမျိုး၅ပါးပစ္စည်းကဒီ၅မျိုးနဲ့၃မျိုးမျိုးနဲ့ကုန်ခန်းပျက်စီးသွားတတ်တယ်လို့နောက်ဆုံးကြတော့ကိုကတော့လေပစ္စည်းကိုစွန့်ထားခဲ့ရတယ်တို့မို့ပစ္စည်းကတော့လေကိုကိုစွန့်သွားတယ်ဆိုလေ အဲ့ဒါလောကီပစ္စည်းဆိုတာဘယ်သူမှထာဝရပိုင်တယ်လို့မရှိဘူးတလက်ကနေတလက်ပြောင်းနေတာပိုင်ဆိုင်မှုဆိုတာတရင်ကတခဏအချိန်ပိုင်းလေးတော့ဒါကိုပိုင်တယ်လို့ပြောကြတာအစင်ထာဝရကိုပိုင်တယ်လို့ဒီလိုပြောလို့မရတဲ့ပစ္စည်းနောက်ဆုံးအချိန်ကျတော့အားလုံးသိတဲ့အတိုင်းပဲဘာတွေပဲပိုင်ပိုင် ပိုင်သွားတဲ့ပစ္စည်းတွေကိုနောက်ဘဝကိုယူသွားနိုင်တဲ့လူတယောက်မှမရှိဘူးထားခဲ့ရတာ။ဟောရီတန်လျင်မြို့မှာဘိုးဘွားမိဘအဆက်ဆက်ကနေရာဇဝင်ဖတ်ကြည့်မယ်ဆိုရင်တန်လျင်မြို့မှာနေထိုင်ခဲ့တဲ့လူတွေအခုထားပစ်ခဲ့တာပဲလေအကုန်လုံး။အဲ့လိုပစ္စည်းဆိုတာတနေ့တစ်ချိန်ကျတော့ကိုထားသွားရတာယူသွားလို့ရတာမဟုတ်ဘူးတဲ့။ရသော်ဗျာဒီပစ္စည်းတွေကအလုံးထားပြီးသွားကြရမယ်ပစ္စည်းတွေယူမှု။ ကိုယ်သက်တင်ရှားရှိနေတဲ့ချိန်မှာပိုင်းဆိုင်သလိုရှိတော်လည်းပဲသာဝရပိုင်တာမျိုးမဟုတ်ဘူးအဲ့တော့သာဝရပိုင်တဲ့ပိုင်မဟုတ်တဲ့ပစ္စည်းတခုသာဝရပိုင်အောင်လုံးလို့ရတဲ့နည်းကတော့ခုနကဒီကုသိုလ်ပစ္စည်းကိုအကြောင်းပြုပြီးတော့ရလာတဲ့ကုသိုလ်ကတော့ဒါသာဝရပိုင်သွားအခုအာလောဘဆိုတဲ့လောဘကိုဖယ်ရှားပြစ်လိုက်လို့အာလောဘဆိုတဲ့ ကုသတရားမိမိတို့ရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်ပွားစေပြီဖြစ်ပွားလိုက်တဲ့အလောဘဆိုတဲ့ကုသတရားဟာတဘာဝအလျောက်ဖြစ်ပြီးပြတ်သွားတယ်လို့ဆိုပေမဲ့လို့သူ့ရဲ့စွမ်းရည်တတ္တိတွေအရှိန်အဝါတွေကကြောက်ပြဲပြက်ပြဲပြီးတော့မသွားဘူးသူ့ရဲ့စိတ်အစဉ်ဆိုတာပြတ်သွားတာမဟုတ်ဘူးစိတ်အစဉ်ဟာစိတ်တစ်ခုဖြစ်ပြီးအဲဒီစိတ်ချုပ်သွားရင်နောက်စိတ်တစ်ခုထပ်ပေါ်တယ် အဲ့ဒီစိတ်ကဖြစ်ပြီးပြတ်သွားရင်နောက်စိတ်တစ်ခုပေါ်တယ်စင်ဆက်မပြတ်စိတ်အစဉ်ဟာဖြစ်ပြီးပြတ်နေတယ်ဖြစ်ပြတ်အစဉ်ကြီးပဲအဲ့ဒီအစဉ်ကြီးကဘယ်ထိအောင်သွားတော့ဆိုနိဗ္ဗာန်ရသည့်ထိအောင်သွားနေအဲ့တော့ဒီကြားထဲမှာရိုးရအားဖြင့်ရက်တန့်သွားတယ်လို့မရှိဘူးရက်တန့်သွားတာမရှိတော့ဒီကိုလုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဟာဒီစိတ်အစဉ်ထဲမှာရှေးစိတ်ချုပ်သွားရင်နောက်စိတ်ထဲမှာကြာရင်နောက်စိတ်ထဲရောက်သွားတယ်နောက်စိတ် ချုပ်သွားလို့ရှိရင်ဟိုအဲ့ဒီရဲ့နောက်စိတ်ထဲမှာရောက်သွားတွန်းအားနဲ့ရယူသွားတာကြောက်သွားတာမဟုတ်ကြောက်သွားတာမဟုတ်ဘူးဆိုတော့လက်တွေ့အားဖြင့်ဘယ်လိုဆင်ခြင်စဉ်းစားကြည့်ရောဆိုဘုန်းကြီးတို့တွေငယ်စဉ်ကမူလတန်းကျောင်းမှာနေတယ်အလယ်တန်းကျောင်းမှာနေတယ်ချက်တန်းကျောင်းမှာနေကျောင်းကထွက်တော်လဲပဲအဲ့ဒီစာတွေမိနေတော်လဲအသိပညာကတော့ရှိတာနော်ပညာရက်ကမိသွားတာမဟုတ်ဘူး လူဟာငယ်ငယ်သင်ထားပြီးတော့ကြီးလာတဲ့အခါဒီပညာတွေကိုအသုံးချပြီးတော့လှုပ်လှုပ်တယ်စဉ်းစားတတ်တယ်စဉ်းကျင်တတ်တယ်ကြောက်ပြက်သွားတာမဟုတ်ဘူးဆိုငယ်တော့အကြောင်းအရာတွေပြန်စဉ်းစားရင်ပေါ်လာတာဒါပျောက်သွားတာမဟုတ်ဘူးဆိုတာထင်ရှားတယ်ပေါ့အဲ့လိုမျိုးလို့ပဲကုသိုလ်ကောင်းမှုလှုပ်ထားလို့ရှိရင်ကိုယ့်ရဲ့ယင်တဲ့နှလုံးထဲမှာစိတ်အစင်ထဲမှာ ရှိနေသည့်အတွက်ကြောင့်ပျောက်ပြက်ပြီးတော့သွားတာမဟုတ်ဘူးဆွမ်းရည်တတ္တိတွေအနေနဲ့ကျိုင်းတယ် ဲ့ဒီတန်တိတွေကိုပဋ္ဌာန်း24ပစ္စည်းမှာမြတ်စွာဘုရားက24ပါးသောတတ္တိတွေနဲ့ဖော်ပြပြီးတော့ထားတာအဲ့ဒီ24မျိုးသောတတ္တိတွေရဲ့စွမ်းအားဆိုင်ရဆိုင်ရစွမ်းအားတွေစိတ်စဉ်ထဲမှာဒီလိုဖြစ်ပေါ်ပြီးတော့နေတယ်ဆိုပါစို့ဒီနေ့ဖြစ်ပေါ်လာတဲ့အလောဘဆိုတဲ့ကုသတရားထိုအလောဘ နဲ့ရှင်တွဲလာတဲ့တွန်းအားဖြစ်တဲ့စေရနာတရားအဲ့ဒီစေရနာစွမ်းအားကိုအလောဘနဲ့တွဲလာတဲ့စေရနာစွမ်းအားကိုကမ္မပစ္စယောလို့ညတ်စွာဘုရားဟောတာအဲ့ဒီကမ္မပစ္စယောဟာနာလက္ခဏိကံကုသလာကုသလံကမ္မံဝိပါကတခန္ဓာတ ဝိပါကနာခန္ဓာနာကတ္တဒါသရူပနာကမ္မပစ္စိနပစ္စယောဖြစ်ပေါ်လာတဲ့ဒီအလောဘဆိုတဲ့ရှင်တွဲလာတဲ့အလောဘနဲ့ရှင်တွဲလာတဲ့စေရနာအဲ့ဒီစေရနာတရားဟာကမ္မလို့ခေါ်တဲ့စွမ်းရည်တတ္တိတခုရထားပြီဖြစ်ပေါ်နေတဲ့အချိန်ကယခုအချိန်နောက်အကျိုးပေးတဲ့အချိန်ကတခြားအချိန်ဒါကြောင့်မို့လို့ နာနာခဏိကလို့ပြောနာနာခဏိကဆိုဖြစ်ပေါ်တဲ့ခဏနဲ့အကျိုးပေးတဲ့ခဏမတူဘူးကွဲပြားခြားနားမှုရှိတယ်ဒီဘဝမှာလှုပ်ထားတဲ့ကံတရားဒီဘဝမှာဖြစ်ပေါ်လာတဲ့ကံတရားဟာနောက်အကျောင်းညင်ကျွတ်တဲ့ဘဝတစ်ခုမှာဒီကံတရားကအကျိုးကိုထောက်လုပ်တယ်ဒါမို့နာနခဏိကစေတနာ တူညီတဲ့ခဏမှာဖြစ်တဲ့စေတနာဆိုတဲ့ကံတရားတွေနာနက္ခဏိကစေတနာနာနက္ခဏိကကုသလကုသလစေတနာဝိပါကဏံခန္နနံကတ္တတသဥပနာကမ္မပစ္စေနပစ္စေယကမ္မပစ္စေကုသိုလ်စေတနာပဲဖြစ်ဖြစ်အဟုသိုလ်စေတနာပဲဖြစ်ဖြစ်ဖြစ်လာတဲ့ခဏကတခုဖြစ်ပေါ်လာတဲ့အချိန်ပိုင်းလေးကတခုအကျိုးပေးတဲ့အချိန်ပိုင်းကတခု မတူညီတဲ့ခဏသူ့ရဲ့ဆိုင်ရာဆိုင်ရာအကျိုးကိုဖြစ်ပေါ်စေတယ်လို့မြတ်စွာဘုရားကမ္မပစ္စယောမှာဟောထားဒါကြောင့်မို့လို့မိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာတစ်ချိန်တစ်ခါပင်ဖြစ်စီဖြစ်သွားတဲ့ဒီအလောဘဆိုတဲ့ကုသိုလ်စေရနာလေးဟာအကျိုးတရားကို ထုတ်လုပ်ပြီးတော့လာမှာပဲကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းလာတယ်ဘုန်းကြီးတို့ ကရေဒီလူဘွားကိုရလာတယ်လို့ဆိုတာဟာတမန်ကုသိုလ်နဲ့တမန်ကံနဲ့ရတာမဟုတ်ပါအတိတ်ဘဝတစ်ခုကအခုလိုပဲကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်အဲ့ဒီကုသိုလ်စိတ်တွေဖြစ်ခဲ့တယ်အဲ့ဒီဖြစ်ခဲ့တဲ့ကုသိုလ်စေတနာတွေကနေပြီးတော့ထုတ်လုပ်လိုက်လို့လူဘွားမှာရောက်လာကြအဲ့တော့ရောက်လာတဲ့အခါမှာလူဆိုတဲ့အနေအားဖြင့်တော့တူတယ်ဆိုတော့လေကိုယ်ပြာခြားနာမှုတွေရှိတယ် ဘလို့ကိုယ်ပြချမ်းသာမှုတွေရှိတော့ဆိုလူဖြစ်လာပြီမဲ့လို့ပညာရှိတဲ့လူရှိတယ်ပညာနည်းတဲ့လူရှိတယ်ဆိုတော့အသိဉာဏ်ကျွဲဝါတဲ့ပုဂ္ဂိုလ်ရှိတယ်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ရှိတယ်နောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ရှိတယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့တော့ချမ်းသာဆင်းရဲဆိုတဲ့နေရာမှာမွေးကလေးကချမ်းသာတဲ့မိဘအိမ်ဖြစ်တာဆင်းရဲတဲ့မိဘအိမ်ဖြစ်တာနောက် သက်ရှိတဲ့ပုဂ္ဂိုလ်ရှိတယ်အသက်တိုတဲ့ပုဂ္ဂိုလ်ရှိတယ်ရုပ်ဆင်းလပ်ပါတဲ့ပုဂ္ဂိုလ်ရှိတယ်ရုပ်ဆင်းရုံဆိုးကြည်တန်တဲ့ပုဂ္ဂိုလ်ရှိတယ်။ဟောအဲ့လိုအနေထားတွေကွဲပြားခြားနားမှုတွေရှိနေတယ်ဆိုတာဘာကြောင့်ရှိရတာလဲလို့မေးလို့ရှင်ကိုလုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့မတူညီတဲ့အကျိုးစီမတူညီတာတွေပေါ့အဲ့ဒီမတူညီမှုတွေကလူတွေရဲ့ အခြေအနေတစ်ခုကိုလည်းမတူညီအောင်ဖန်တီးပြီးတော့ပြီးဒါမတူညီတဲ့အကြောင်းတရားကမတူညီတဲ့အကျိုးတရားကိုပေးတယ်ဆိုတာအမတ္တဘာသဘာဝကြသို့မဟုတ်လို့ရှင်တူတူပဲလို့သတ်မှတ်လိုက်လို့ရှင်ဘာလို့လို့ဒါပဲဖြစ်တယ်ပုံတွေကကြက်ကြီးဆိုလို့ရှိရင်ဒါနှစ်ထိငါးချက်ဓမ္မငါးချက်လို့ကံတရားဟာလည်းပဲဒီ ဆိုင်ဆိုင်အကျိုးမထုတ်လုပ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်။ဒါကြောင့်မို့လို့ကိုယ်ပေါ်မှာမူတည်တယ်ကိုယ်တဏ္ဍာမှာဖြစ်တဲ့စေရနာစွာအအခြေအနေကိုလိုက်ပြီးတော့လူတွေမှာမတူညီတဲ့အနေအထားတွေကိုရရှိတယ်လို့ဒီလိုဆိုလိုတာ။ဒါကြောင့်မို့လို့လူ့ဘဝရရှိလာတဲ့အခါဘုန်းကြီးတို့တွေကံကောင်းအောင်လုပ်ဖို့လို့လူတွေကအလုံးကံကောင်းနေကြတယ်သို့တော့ကံဆိုတာ ဟိုကောင်းအောင်လုပ်မှကောင်းတယ်ပေါ့ဒါပြင်ကံကောင်းအောင်ဘယ်လိုလုပ်အောင်မလဲဆိုကံကဘယ်မှာရှိတာလဲဆိုတော့မေးရကံဆိုတာစိတ်ထဲမှာပဲစိတ်စီတဲ့ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာပဲရှိတယ်ဒါကြောင့်မို့လို့စိတ်ကောင်းအောင်လုပ်ရစိတ်နေသဘောထားတွေမှန်ကန်ရမယ်ကောင်းမြတ်တဲ့စိတ်ဓာတ်တွေထားရမယ်အဲ့ဒီကောင်းမြတ်တဲ့စိတ်ဓာတ်တွေထားနိုင်မှကံကောင်းတယ်ဆိုတာလာနိုင်အတိတ်ကံတော့ပျော်လို့တော့မရဘူးပေါ့အတိတ်တုန်းကကောင်းခဲ့ပြီးအခုမကောင်းတာလည်းရှိတယ် အတိတ်တုန်းကမကောင်းပေမဲ့အခုကောင်းနေတာရှိတယ်ပေါ့အဲ့တော့ဒီဘဝမှာကိုကကံကောင်းအောင်လုပ်ချင်ပြီဆိုလို့ရှိရင်တော့ကိုယ်စိတ်လေးကိုကိုစစ်ဆေးပြီးတော့စိတ်ကောင်းနှလုံးကောင်းထားဖို့လိုအပ်တယ်အဲ့တော့စိတ်ကောင်းနှလုံးကောင်းဆိုတာဘာပြောတာလဲလူဆိုတာပတ်ဝန်းကျင်နဲ့နေတဲ့အခါမှာကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံပြီးတော့နေကြနေကြတော့စိတ်ကောင်းနှလုံးကောင်းလို့ပြောလို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုရင် ုစိတ်ထဲမှာဒေါသဆိုတဲ့မုန်းတီးတဲ့စိတ်တွေရံညှိုးထားတဲ့စိတ်တွေမထားပဲနဲ့အဒေါသဆိုတဲ့ခွင့်လွတ်ခြင်းသီးခံခြင်းသူရဲ့အကျိုးစီးပွားကိုအများရဲ့အကျိုးစီးပွားကိုလိုလားခြင်းဆိုတဲ့မေတ္တာနှလုံးသားကိုကိုယ်စိတ်ထဲမှာတိဆောက်ထားဖို့လိုအပ်တယ်ပေါ့။တပိတ္တတာအဝိရာဟွန်တုလို့မေတ္တာပို့နေဖို့ပြောတာမဟုတ်ဘူး။စိတ်ကအများပေါ်မှာကောင်းကျိုးလိုလားတဲ့စိတ်လေးကိုမွေးရမယ်။ ဒါစိတ်ကောင်းနှလုံးကောင်းလို့ခေါ်တယ်။ကိုမိသားစုအချိန်နေကောင်းစေခြင်းတယ်လို့ပတ်ဝန်းကျင်ဘဒုပဲဖြစ်ဖြစ်အလုံးကိုအချိန်နေကောင်းစေခြင်း။အလုံးကြီးပွားကြပါစေချမ်းသာကြပါစေဆိုတဲ့စိတ်ရှိတယ်။ဘဒုမှပျက်စီးပါစေဆိုတဲ့စိတ်မျိုးမထားဘူးစေ။ဒါစိတ်ကောင်းနှလုံးကောင်းလို့ခေါ်တယ်။နောက်တစ်ခုကကိုလူတွေရဲ့အတိုင်းဝိုင်းထဲမှာအဆင်မပြေလို့ဒုက္ခရောက်နေတဲ့ပုံစံတွေရှိတယ်။အဲ့ဒီအဆင်မပြေလို့ဒုက္ခရောက်နေတဲ့ပုံစံတွေကို ကိုယ်စိတ်ထဲမှာအော်အဆင်ပြေကြပါစေအဆင်းဒုက္ခလွတ်မြောက်ကြပါစေလို့ဒီလိုထားလို့ရှိရင်အော်ဒါစိတ်ကောင်းနှလုံးကောင်းလို့ခေါ်တာနောက်ကိုယ်တိုင်းဝိုင်းထဲမှာအဆင်ပြေပြီးတော့ជីវွားတိုးတက်နေတဲ့ပုံစံတွေရှိတယ်အဲ့ဒီជីវွားတိုးတက်နေတဲ့ပုံစံတွေအဆင်ပြေနေတဲ့ပုံစံတွေကိုစိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုလို့ရှိရင်ဘလို့ဖြစ်တယ်ဆိုအပြစ်ပြောတတ်တယ်အပြစ်ပြောမိတတ်တယ် ကြည်ပွားနေတာဘာကြောင့်ကြည်ပွားတယ်ညကြောင့်ကြည်ပွားတယ်နဲ့အပြစ်မြင်တတ်တယ်လူမအဲ့ဒီလူမဖြစ်ရဘူးကြည်ပွားတုတ်တက်နေတဲ့ပုံကိုယ်တွေကိုကိုယ်စိတ်တည်းကဝမ်းသာနိုင်ရမယ်။အော်ရရှိထားတဲ့စီစဉ်ဥစ္စာတွေရာထုဌာနန္တရတွေကမဆုံးရှုံးကြပါစေနဲ့ကြည်ပွားတုတ်တက်ကြပါစေဆိုဟောဒီစိတ်လေးထားရင်ဒါစိတ်ကောင်းနှလုံးကောင်းလို့ပြောတာလေ။နောက်ဆုံးမှာအမြဲတမ်းတည်ငြိမ်ပြီးတော့ အစင်းမြင့်တဲ့စိတ်ကိုထားနိုင်အောင်ကြိုးစားမယ်ဆိုရင်ဘယ်လိုထားနိုင်အောင်ကြိုးစားရတော့ဆိုဥပိ္ပခာလို့ခေါ်တဲ့တတ္တဝါတွေအလုံးဟာကိုယ်ကံနဲ့ကိုလာကြတာကိုယ်ကံနဲ့ကိုလာတာအဲ့ဒါကြောင့်မို့လို့ဒုဋ္ဌတွေကိုယ်ကိုယ်ကိုကောင်းအောင်ကုသိုလ်တရားတွေမြန်မြန်ရအောင်ကြိုးစားမယ်အလုံးဟာလည်းကိုယ်ကံနဲ့ကိုလာကြတာလို့စိတ်ထဲမှာထားပြီးတော့တပ္ပိတ္တကမ္မတကဆိုတာနှလုံးသွင်းဆင်ញင်ပြီးတော့ကိုယ်စိတ်လေးဟာ ပြင်ငိမ်အောင်ထားနိုင်မယ်ဆိုလို့ရှိရင်ဥပေက္ခပြမဝေဟာဒါလည်းစိတ်ကောင်းနှလုံးကောင်းပဲအဲ့လိုစိတ်ကောင်းနှလုံးကောင်းလေးတွေထားသွားမယ်ဆိုလို့ရှိရင်ခုနပြောတဲ့ကိုယ့်ရဲ့နှလုံးသားထဲမှာကုသိုလ်တရားတွေဖြစ်ပွားလာမှာပဲဖြစ်တယ်ဒါကြောင့်မို့အခုဒါနာကောင်းမှုအကြောင်းပြုပြီးတော့အဓိကဖြစ်တာအလောဘဒါနာဟေတုလို့ဆိုတဲ့အတိုင်းအလောဘဆိုတာ လောဘကိုဖယ်ရှားပြစ်နိုင်တဲ့ကုသိုလ်စွမ်းအားတစ်မျိုးလောဘဆိုတဲ့အကုသိုလ်ကိုဖယ်ရှားနိုင်တဲ့အလောဘဆိုတဲ့ကုသိုလ်ထိုအလောဘနဲ့ရှင်တွဲလာတဲ့စေရနာစွမ်းအားဒါတွေဟာဒုသန္တမှာဖြစ်ပေါ်လာတဲ့ကုသိုလ်ကံတရားတွေပဲဒီကုသိုလ်ကံတရားတွေဟာပဟာယကမဏီတုအတံအာရယခိသတိလို့မြတ်စွာဘုရားဟောတဲ့အတိုင်းထားသွားရမယ့်အရာတွေထဲမှာကိုယ်ကိုယ်တိုင်ထာဝရပိုင်ဆိုင်ပြီးတော့ ဘယ်ဘဝရောက်ရောက်ဒါတို့နဲ့အတူတကွပါနေမဲ့ကုသိုလ်စွမ်းအားပဲလို့စိတ်ထဲမှာယုံကြည်ပြီးတော့ကိုလိုရတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့အစင်သာဝရဝမ်းမြောက်နိုင်အောင်တတိဆောင်ပြီးတော့ကုသိုလ်တရားတွေဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း